ကမ္ဘာအဆုံးသက်အကြောင်းပြောကြားတဲ့နေရာတိုင်းပဟေလီလို့ဖွင့်နေတဲ့ရှေးဟောင်းကျန်းတစ်ဆောင်ကိုဒီနေ့အတူတူလဲလာကြည့်ကြရအောင်ဟုတ်ပါတယ်ဖျားဒီကျန်းထဲကချိတ်ခုံးခုရဲ့လျောဝက်ချက်တွေအကြောင်းပါပဲအဲ့ဒီချိတ်တွေကပါကိုဆိုလိုနေတာလဲကျွန်တော်တို့အထွတ်ဘလို့တင်းစကားတွေပါနေတယ်လဲဆိုတာကိုအဖြေရှာကြည့်ကြမယ်အရှင်မယားဒီအဖြစ်ဖြစ်ဒီကဘယ်ဟုတ်ဖြစ်မှာလဲကိုရောပြန်ကြွလာမယ့်အချိန်နဲ့ကဘာကြီးရဲ့အဆုံးသက်အတွက်နိမိတ်လက္ခဏာကဘာဖြစ်မလဲ ဟွန်းဒီမေဟွန်းကလွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီကတည်းကမေးခဲ့ကြတာနော်ကဘာကြီးရဲ့အဆုံးကိုဘလို့သိနိုင်မလဲဆိုတဲ့တပည့်တော်ကြီးရဲ့အဲ့ဒီစူးစမ်းလို့စိတ်ကပဲအခုကျွန်တော်တို့အတူတူလေ့လာမယ့်အကြောင်းအရာရဲ့အဓိကအစပြုချက်ဖြစ်လာခဲ့တာပါကဲအဲ့ဒီမေဟွန်းရဲ့အဖြေကဗျာဒိတ်ကျမ်းထဲမှာရှိနေတယ်လို့ဆိုပါရယ်အထဲမှာချိတ်ခွနှစ်ခုနဲ့တန်းစိတ်ထက်ထားတဲ့စာလိတ်တလိတ်အချောင်းကိုဖော်ပြထားတယ်စိတ်ဝင်စားစရာကချိတ်တစ်ခုစီကိုဖွင့်လိုက်တိုင်းမှာ ကဘာမီကိုတုံလုစေမဲ့အဖြစ်ပြက်ကြီးတွေတစ်ခုပြီးတစ်ခုပေါ်ထွက်လာတာပါပဲဟုတ်ပြီပချမဇိုချိတ်လေးခုကိုဖွင့်လိုက်တဲ့အခါမှာတော့အားလုံးကြားဖူးနေကြဖြစ်ကြနာမည်ကျော်မြင်းစည်းသူရဲ့လေးဦးထွက်ပေါ်လာပါတယ်သူတို့တယောက်ချင်းစီကနောက်ဆုံးကားလာရဲ့အဆကို အချက်ပြနေတဲ့ကျောင်းမဖွင့်နိမ့်မချကူစီကိုကိုစားပြုတည်ဆောင်လာတာဖြစ်ပါတယ် ကဲဗရမာဆုံးမြင်စီးသူရဲ့သူကမြင်းဖြူတကောင်ကိုစီးပြီးလေးတလဲနဲ့ပေါ်ထွက်လာတဲ့အကြီးတစ်ချက်မှတော့အောင်ပွဲခံလာတဲ့သူရဲကောင်းကြီးလိုပဲဒါပေမဲ့အဒီဘေကတော့စန့်ကျင်မပြတ်ဒါဟာကဘာတဝမ်းမှာလက်ဖြာမှုတွေမဟုတ်မမှန်တာတွေပြန်နှံ့လာမဲ့ကာလကိုပုံဆောင်နေရလို့ဆိုပါရယ်အဲ့ဒီလိုလျှက်ဖြားမှုတွေရဲ့နောက်မှာတော့သွေးလိုရဲနေတဲ့မင်းကြီးတကောင်ပေါ်လာပြန်ယုံသူ့ကိုစီးတဲ့သူကဒါအကြီးကြီးတလက်ကိုကင်ထားပြီးကဘာပေါ်ကငင်းချမ်းရည်ကိုဆွဲနှုတ်ဖြစ်ဖို့ခွင့်အာဏာရလာတယ် တနည်းပြောရင်စပွဲတည်းရဲ့ခစ်တခစ်ကိုစတင်လိုက်တာပဲတိုင်းတရားမြောက်ကတော့မင်းနဲ့စီးသူရင်သူ့လက်ထဲမှာချိန်ခွင်တလက်ကိုဂင်ထားတယ်ဒါကအစားအသောက်ရှားပါမှုကိုပြနေရပါဆိုလိုတာကတော့လူသားတွေကိုဒုက္ခပေးမယ့်ဆိုးရပြင်းထန်တဲ့အငက်ပီးကြားရောက်လာတော့မယ်ဆိုတဲ့နိမိတ်ပါပဲနောက်ဆုံးမင်းစီးသူရဲအာတို့တကယ်ကိုကြောက်စရာကောင်းပါတယ်မင်းဖျော့တကောင်ကိုစီးလာပြီးသူ့နာမည်ကိုယ်တိုင်ကတေချင်းနဲ့ သူ့နောက်မှာဓာပီအငတ်ပီကယောဂပီတွေနဲ့ကဘာလူဦးရရဲ့လေးပုံတပုံကိုဖျက်ဆီးပစ်နိုင်တဲ့အာဏာပါလာတယ်လို့ဆိုထားပါတယ်။မြင်းစည်းသူရဲတွေကကဘာမြေကိုဖျက်ဆီးခြင်းနဲ့ယူဆောင်လာပြီးတဲ့နောက်မှာတော့ဗျာဒိချံကမြင်းကွင်းကိုကဘာကနေကောင်းကင်မုံစီကိုရုတ်တရက်ပြောင်းလိုက်ပြီးလုံမကွဲပြားတဲ့မြင်းကွင်းတစ်ခုကိုပြသပါတယ်။အခုပန်းချမမြောက်ချဲ့ကိုခွတ်လိုက်တဲ့အခါမှာ မြေကြီးဘော်ကအဖြစ်ပြက်တွေကနေကောင်းငင်ဘော်ကမြင်ကွင်းစီကိုအာယုံပြောင်းသွားတယ်ဒီညမှာယုံကြည်ခြင်းကြောင့်အသက်ပေးခဲ့ရတဲ့အာဇာနည်တွေရဲ့ဝိညာဉ်တွေကတရားမျှတမှုအတော်အော်ဟစ်တောင်းဆိုနေကြတာကိုတွေ့ရပါတယ်။ဒါကကဘာဘောကဒုက္ခရရဲ့နောက်ခွဲမှာဝိညာဉ်ရေးရတိုက်ပွဲတစ်ခုရှိနေတယ်ဆိုတာကိုစပြီးမိမောင်းထုတ်ပြလိုက်တာပါပဲ။ဆက်ပြီးတော့၆ခုမြောက်ခြေကိုဖွင့်လိုက်တဲ့အခါမှာကဘာမီဒီမကတော့ဘူးနေလကျဲဒီအပါဝင်စကြဝဠာတစ်ခုလုံးတုံးလုတ်သွားတယ်။ အဲ့ဒီမှာပဲကျွန်တော်တို့အရေးကြီးတဲ့မိခွန်းတစ်ခုကိုစဉ်းစားစရာဖြစ်လာတယ်။ဒီအဖြစ်ပျက်တွေအားလုံးကဘလို့အစီအစဉ်တကြဖြစ်ပျက်နေရလဲ။ဟုတ်တယ်။ဒီနေရာမှာပဲအဓိကမိခွန်းကပေါ်လာတာပါ။ဒီကပေးတွေကကျုံရဂျပန်ဖြီချင်းလို့လို့ဖြစ်နေလာလား။ဒါမှမဟုတ်အရာအားလုံးကိုထိန်းချုပ်ထားတဲ့တီးကြတဲ့အစီအစဉ်တစ်ခုရှိနေသလား။ဒီချမ်းကိုလေးလာချက်အရာအဓိကအချက်ကတော့ရှင်းပါတယ်။နောက်ဆုံးကာလမှာဖြစ်ပျက်မဲ့အရာတွေဟာပယံပတမဟုတ်ဘူး။ တစ်ခုပြီးမှတစ်ခုတည်တည်ကြကြဆက်ဖြစ်လာဖို့စီစဉ်ထားတဲ့အဆီဇင်တစ်ခုဖြစ်တယ်လို့ဆိုလိုတာပါ။ဒါဆိုဒီခက်ပြည့်တွေကအဆီဇင်တကြဖြစ်နေတယ်ဆိုတာကိုဘယ်အချက်ကတည်တည်ပြနေတာလဲ။ဟုတ်ပြီ။အဖြေကတော့အဖြစ်ဖြစ်တွေရဲ့အပြန်လန့်ချိန်ဆက်မှုထဲမှာပဲရှိနေတာလား။ဥပမာတစ်ခုပြောရရင်နောက်ပိုင်းလာမယ့်ကပေးတွေမကြောက်ရောက်ခင်မှာယုံကြည်သူတွေကိုအကောက်ွယ်ပေးဖို့နဖူးမှာတဆစ်ခတ်တဲ့အဆင့်တစ်ခုရှိတယ်။အဲ့ဒီတဆစ်မခတ်ရတွင်နောက်ကပေးတွေကဆက်ဖြစ်လို့မရဘူး။အန်ဒါကကိုအရာအားလုံးကအဆီဇင်တကြသွားနေတယ်ဆိုတာကိုရှင်းရှင်းလင်းပြနေတာလည်းမဟုတ်လား။ ဒီလိုတိကျတဲ့အစီအစဉ်တစ်ခု ရှိနေတယ်ဆိုတာကိုသဘောပေါက်သွားပြီဆိုရင်တော့ကဲဒီတန်းစာမှာဖော်ပြထားတဲ့နောက်ဆုံးကာလအချိန်စရာအပြည့်စုံကဘယ်လိုပုံစံရှိမလဲဆိုတာဆက်ကြည့်လိုက်ကြရအောင်ဒီနေရာမှာတော်တော်လေးစိတ်ဝင်စားစရာကောင်းတဲ့အလဲအပြောင်းတစ်ခုရှိနေပါတယ်နောက်ဆုံးချိန်ဖြစ်တဲ့ခုနှစ်ခုမြောက်ချိန်ကိုဖွင့်လိုက်တဲ့အခါမှာကပေးတစ်ခုတိုက်တိုက်ကြမလားဘူးအဲ့ဒီစသူကနောက်ထပ်ကပေးအစဉ်စဉ်ဖြစ်တဲ့တံပိုးခရခုနှစ်လုံးစီကိုတွားရမယ်တကားကိုဖွင့်ပေးလိုက်တယ်လို့ဖြစ်သွားတာပါဒါကြောင့် နောက်ဆုံးကာလရဲ့အချိန်ဇယားကဒီလိုပုံစံဖြစ်လာပါတယ်။ချိတ်ဒီကကနူးနေမိတ်လက္ခဏာတွေအနေနဲ့အစပြုတယ်။ပြီးရင်တံပိုးခရတွေကကြီးစွာသောဆင်းရဲဒုက္ခကိုယူဆောင်လာတယ်။အဲ့ဒီနောက်မှာမှကပေးခုနှစ်ခုနဲ့အတူနောက်ဆုံးတရားစီရင်ခြင်းကိုရောက်ရှိသွားတာဖြစ်ပါတယ်။တစ်ခုနဲ့တစ်ခုချိဆက်နေတဲ့ကွင်းဆက်တည်လိုပါပဲ။ကဲဒီတင်ပြချက်ရဲ့အဆုံးမှာတော့စဉ်းစားစရာမေးခွန်းတစ်ခုချန်ခဲ့ပါတယ်။ နောက်ဆုံးကာလအတွက်ဒီလောက်တီးကြတဲ့အချင်းစရာတစ်ခုကိုဘာကြောင့်ဖော်ပြထားရတာလဲဒီလိုအသေးစိတ်ကြလားတဲ့ပျော်ဖက်ဖြူချက်တွေရဲ့နောက်ွယ်မှာဘလို့ရီရချဲနဲ့အတိပယ်တွေဖုံးကွယ်နေနိုင်မလဲအဖြေကတော့တူချင်းစီရဲ့ယုံကြည်မှုနဲ့ရှုမြင်ပုံပေါ်မှာမူတည်နေနိုင်ပါတယ်